အားလုံးပဲမင်္ဂလာပါမြန်ခရစ်တန်နေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်တော့ခုဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေအခုတစ်ခေါက်လာတဲ့ Launch Pool မှာဘယ်လိုမျိုးပောင်ရရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Launch Pool မှာဘာလို့အတွက်ဆိုတော့ကျွန်တော် Moray က Launch Pool ဆိုတဲ့နေရာလေးကိုရောက်အောင်တွားရမှာဖြစ်ပါတယ်ဒီ Moray က Launch Pool ကိုရောက်ပြီဆိုရင် Holder Airdrop နဲ့ Launch Pool ဆိုပြီးတော့နှစ်မျိုးရှိရပါတော့အခုဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးချင်တာကတော့ဒီ Launch Pool မှာဘယ်လိုမျိုးပါရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် launch pool စမယ့်အချိန်ကတော့ကျွန်တော်တို့မနက်6နာရီခွဲမှာစမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်6နာရီခွဲဆိုရင်တော့ launch pool မှာစပြီးတော့ပါဝင်လို့ရနေပြီအခုစတော့မစသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ token တွေကိုသွားပြီးတော့ထည့်ထားလို့ရနေပြီ launch pool လာတဲ့ color ကတော့3ရက်တိတိပါဝင်လို့ရမှာဖြစ်ပါတယ်စုစုပေါင်း airdrop ပေးသွားမယ့် amount ပမာဏကိုလည်းဒီမှာပြပေးထားတယ်ကျွန်တော် launch pool မှာပါဝင်မှုအတွက်ဆိုရင် token 3မျိုးနဲ့ပါဝင်လို့ရတယ်ပေါ့နော် FTUSD USDC နဲ့ BNB ဆိုပြီးတော့၃မျိုးရှိပါတယ်ရှေ့တစ်ခေါက်တော့လည်းကျွန်တော် USDC FTUSD ပြီးပြီဆိုရင် BNB ဆိုပြီးတော့ token ၃မျိုးပေါ့နော်ဒါ USDC ကတော့အခုနောက်ပိုင်းမှာပါလာတာရှေ့တုန်းကတော့ FTUSD နဲ့ BNB နဲ့ပဲကျွန်တော် farming လုပ်လို့ရတာဖြစ်ပါတယ်အခုဆိုရင် USDC ပါ farming လုပ်လို့ရနေပြီအဲ့တော့၃မျိုးကြိုက်တာနဲ့ farming လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ BNB နဲ့ farming လုပ်တဲ့သူတွေကဒီစုစုပေါင်း တိုတဲအေဂျော့ရဲ့80ရာခိုင်နှုန်းကိုရရှိမှာဖြစ်ပါတယ်။ပြီးပြီဆိုရင်စုစုပေါင်းအေဂျော့ရဲ့100ရာခိုင်နှုန်းကို USDC ပူးသမားတွေအတွက်ရမယ်။နောက်ထပ်100ရာခိုင်နှုန်းကတော့ FTUSD အတွက်ရမှာဖြစ်ပါတယ်။ဆိုတော့ Cool Station နဲ့ token ကိုယူပြီးတော့ပြီဆိုရင်ဒီထက်မှလာပြီးတော့ lock လုပ်ရုံပဲဖြစ်ပါတယ်။ BNB သမားတွေကတော့ထူးထွေပြီးတော့ဒီထက်မှလာပြီးထည့်စရာမလိုဘူး။ကျွန်တော်တို့ဒီ amount ဆိုရင်ဒါက simple and flexible လေးမှာထည့်ထားတဲ့ amount ပေါ့နော်အဲ့ဒီ amount ကဒီမှာ auto lock အနေနဲ့လာပြီးတော့ပြနေတာဖြစ်ပါတယ် USDC တို့ FT USD တို့ဆိုရင်တော့ဒီထဲကိုလာပြီးတော့ထည့်မှရမှာဖြစ်ပါတယ်အဲ့တော့ထည့်ဖို့အတွက်ဆိုရင်လည်းလွဲပါတယ်ကိုထည့်ခြင်းတဲ့ token တစ်ခုကိုရွေးပြီးရင် lock ဆိုတာလေးကိုနှိပ်ပြီးရင်ကိုထည့်မဲ့ပမာဏကိုရွေးပြီးရင် lock ဆိုတာလေးကိုနှိပ်လိုက်ရင်ရပြီဒါဆိုရင် USDC ထည့်တဲ့အပိုင်းပြီးသွားပြီပေါ့နော် FT USD ဆိုရင်လည်းအဲ့ဒီအတိုင်းပဲကိုထည့်ချင်တာလေးကိုကျွန်တော်တို့ log ဆိုတာလေးကိုနှိပ်ပြီးသွားပြီဆိုရင် ိုထည့်ခြင်းတဲ့ပမာဏကိုဒီ box layer မှာထည့်ပြီးရင် locks ဝါလေးကိုနှိပ်လိုက်ပြီးဆိုရင်ရပြီဒါဆိုရင်ကျွန်တော်မနေ့6နိုင်ခွဲကနေစပြီးတော့ဒီ token တွေ family လုပ်နေပြီပေါ့နော် FT USD USDC PMB စတဲ့ token တွေကိုသုံးပြီးတော့ family လုပ်နေမှာဖြစ်ပါတယ် family color ကတော့ဒါ3ရက်ရမယ်ပေါ့နော်လက်ရှိအချိန်မှာပါဝင်သေးတဲ့သူကတော့နည်းသေးရလို့ပြောရမယ်။ဘာလို့လဲဆိုတော့ဒါအခုမှစတာဖြစ်တဲ့အတွက်မထည့်ကြသေးရဘူးเนาะ။ဒါပေမဲ့သေးကြရင်ဒီ network ကတက်လာပါလိမ့်မယ်။ ရှေ့တစ်ခေါက်ပြီးခဲ့တဲ့ launch pool တွေနဲ့ပြန်ရှင်ကျင်တက်လာလေးရှိပါတယ်။ဒါ maximum hourly age ကတော့လူတစ်ယောက်အနေနဲ့အများဆုံးရနိုင်တဲ့ပမာဏကတလောက်ပမာဏပဲရမယ်ပေါ့နော်။ဒါပေမဲ့စူပောင်းပေးမဲ့ age ပမာဏကတော့ BNB ပူအတွက်28 million NIL token တွေရမှာဖြစ်ပါတယ်။ FTUSD အတွက်ကတော့ကျွန်တော်တို့ဒါအာ3.5 million NIL token တွေရမှာဖြစ်ပါတယ်။ ွာတော့ကွာတယ်ဗောနော်ဒီမှာ28 million ဆိုတော့80%ကိုပို့ပြီးတော့များတယ်လေ USDC နဲ့ FTUSD ကတော့တန်ပါစံစီခွဲယူရတာဖြစ်တဲ့အတွက်နဲအဲ့တော့ကိုကြိုက်တဲ့ token နဲ့ family လုပ်လို့ရတယ်ဒါပေမဲ့တခုရှိတာက launch pool ကိုဟိုတာ airdrop ကိုရကျင်နေဆိုတော့စိတ်တခုရဲနေကတော့ BNB ဝယ်ပြီးတော့မကင်နဲ့ BNB ကိုတခြားအကြောင်းပြချက်တွေရှာကြည့်အောင်ပေါ့နော်ကိုပါကြောင့် BNB ကိုဝယ်ကင်သင့်လဲဆိုတာကိုစဉ်းစားဆုံးဖြတ်ပြီးမှဝယ်တာမျိုးတွေလုပ်တဲ့နေ လောင်ချ်ပူးနဲ့ဟိုတာအေဒရော့အတွက်ပဲဆိုရင်တော့အားမပေးဘူးပေါ့နော်ဒါပေမဲ့အဲတကယ်ကို BNB ရဲ့ issue တက်လက်တီတွေအရေးရှိအတွက်ဆိုတာမျိုးတွေတွေးပြီးတော့မှဝယ်ကင်နေဆိုရင်တော့သဘောပါကဲဆိုတော့ Nilian ကဘယ်လိုမျိုး project လဲဆိုတော့ Nilian ကဒါ decentralized network တစ်ခုဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ decentralized computing နဲ့ privacy ကိုအဓိက focus ထားတဲ့ crypto project တစ်ခု innovative ဖြစ်တဲ့ crypto project တခုဖြစ်ပါတယ်။သူ့ရဲ့အဓိက key feature တွေဆိုရင် privacy ကိုအဓိကဦးစားပေးတဲ့ technology တွေသုံးထားတယ်ပေါ့နော်။ပြီးရင် decentralized network တွေပါမယ်။ပြီးရင် reward application တွေကိုသူ့ဘက်မှာလာပြီးတော့တိဆောက်လို့ရမယ်။ဥပမာ AI model training လို့ပုံစံမျိုးတွေပြီးရင် private hacker နဲ့ပတ်သက်တဲ့ data analysis နဲ့ပတ်သက်တဲ့အရာတွေကိုဒီဘက်မှာလာပြီးတော့တိဆောက်လို့ရနိုင်တယ်။ဘာလို့လဲဆိုတော့ privacy တွေကိုအဓိကကာကွယ်ပေးမဲ့ technology လို့ အာဒါတည်ထားရတယ်ပေါ့နော်ပြီးပြီဆိုရင်သူ့ရဲ့ token NIL token ဆိုတာလည်းရှိမယ် NIL token တွေရဲ့ထုံးစံနိုင်မယ်ဒါ governance တွေပြီးရင်ဒီ network ပေါ်မှာတုံတဲ့ gas fee တွေစားရတွေကိုအသုံးပြုလို့ရမယ်ပေါ့နော်အဲ nilian နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့လက်ရှိအချိန်မှာဒီ nilian ရဲ့ document တွေကိုလာပြီးတော့ဖတ်ကြည့်လို့ရတယ် binance ကလုတ်ပေးထားတဲ့ research report ကတော့တက်မလာသေးဘူးဒီ video ကိုဒါကျွန်တော်မနေ့6နိုင်ခွဲအစောဆုံးတင်ချင်တာဖြစ်တဲ့အတွက်အခုတနားကြီးကြော်နေပြီပေါ့နော်အခုမှစပြီးတော့ အာ record လုပ်ပေးနေတာဖြစ်တဲ့အတွက် Binance ဘက်ကတော့ research report မလာသေးပါဘူးအဖတ်ချင်တယ်ဆိုရင်တော့ဒီအသေးစိတ်ကိုဖတ်ချင်တယ်ဆိုရင်တော့သူ့ရဲ့ document ကိုသွားဖတ်လို့ရတယ်ကျွန်တော်ဖတ်ကြည့်ရတော့ဆိုရင်တော့ဒါ decentralized network တခု community network တခုဖြစ်ပါတယ်ဒါကိုဘယ်ကနေသွားဖတ်လို့ရလဲဆိုတော့ website တင်တယ် website ကနေကျွန်တော်သွားဖတ်ထားရပါတော့ website ကိုသွားပြီးပြီဆိုရင်သူ့ရဲ့ document ကိုကျွန်တော်အဲ့ဒီ website ထဲမှာပဲရှာပြီးတော့ဖတ်ကြည့်လို့ရတယ်။ white paper ကိုတိုက်ရိုက်သွားဖတ်ချင်တဲ့သူတွေရှင်လဲဖတ်လို့ရပါတယ်။ အာပြီးပြီဆိုကျွန်တော်ဒီ test net document ထင်တယ်ဒါကိုသွားကြည့်လိုက်တဲ့ဆိုရင်ခုနကကျွန်တော်ဖတ်နေတဲ့ page ကိုရောက်မယ်ပေါ့နော်နေလျံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးပြီဆိုရင်လက်ရှိအချိန်မှာနေလျံကပါလဲ use case ကဘာတွေရှိလဲအစရှိရာတွေကိုဒီမှာကိုယ်ရင်ကိုကြာလာပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်ဖတ်ချင်တာကတော့ Binance ကလုပ်ပေးတဲ့ research report ပေါ့နော်ဒါက load to share နဲ့ကျွန်တော်ပို့ပြီးတော့နားလည်လွယ်တာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးလိုက်ပြီးတော့ research လုပ်စရာမလိုအာဖတ်လိုက်တာနဲ့တဲ့ ပါ project လဲဘာတွေကိုဥတီလဲဆိုတာတွေကိုအများကြီးသိရတယ်ဗောနော်သူရဲ့ token supply ဘယ်လောက်ရှိလဲစတာတွေကိုသိရတယ်အာဒါပေမဲ့ထွက်မလာသေးဘူးဆိုတော့ကျွန်တော်ဒီ video လဲအဆောဆုံးတင်ချင်တာဖြစ်တဲ့အတွက်ဖတ်လို့တော့မရတော့ဘူးဗောနော်အဲ့တော့ launch ပုံမှန်ပါဝင်ခြင်းတဲ့သူတွေ၃ရက်အချိန်ရပါတယ်ကျွန်တော်တို့အချိန်အပြည့်ကြံပါသေးတယ်ကျွန်တော်ဒီ video ကို6နိုင်ခွဲတင်ပြရဖြစ်တဲ့အတွက်သိကြတယ်မိတ်ဆွေတို့မှာ၃ရက်အပြည့်ကြံမယ်ဗောနော် NIL token တွေလိုချင်တဲ့ဆိုရင်တော့ကိုကြိုက်နှစ်သက်ရာ token ကိုတုံးပြီးတော့ family လုပ်လို့ရပါတယ် ီဒီယိုလေးကိုကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade time မြတ်ကြပါစေခင်ဗျာ